မင်္ဂလာပါမိတ်ဆွေတို့ရေဒီနေ့မှာတော့ကျွန်တော်တင်ပြပေးသွားမှာကတော့တရုတ်နိုင်ငံအတွင်းအတွင်းမှာဖြစ်ပေါ်လာနေတဲ့ကိစ္စရပ်များအထူးသဖြင့်အခွန်စစ်ပွဲတွေရောက်စီးပွားရေးအပေါ်ဖြစ်လာမဲ့အကျိုးသက်ရောက်မှုတွေညူလူလီယာလက်နက်နဲ့ပတ်သက်တဲ့စိုးရိမ်စရာအနေအရကိုလေ့လာပေးသွားမှာဖြစ်ပါတယ်ဒီရာတွေဟာတကယ်လို့အနာဂတ်မှာဘလို့အဖြစ်ပြက်တွေကိုဖြစ်ပေါ်စေနိုင်မလဲဆိုတာကိုစဉ်းစားဖို့တကယ်ကောင်းတဲ့အခါဖြစ်ပါတယ်နောက်ဆုံးအနှစ်အနည်းငယ်တွင်တရုတ်အစိုးရကအခွန်မဲ့ အတိုးအခွန်တွေမြင့်တင်လာတာကြောင့် SME လုပ်ငန်းပိုင်ရှင်တွေစီးပွားရေးသမားတွေနဲ့မူကြီးအထက်တန်းလူတွေကြားမှာစိတ်ရအနောက်ရှက်တွေပုံများလာခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ Zero Covid လောက်ဆောင်ချက်ပြီးနောက်မှာစီးပွားရေးပြန်လည်တင်းမြက်အခွင့်အမှန်ဖြစ်တာကြောင့်အခွန်စနစ်တင်းကျပ်မှုကစီးပွားရေးတစ်ခုလုံးကိုထိခိုက်စေနိုင်ပါတယ်။ဤခွန်စစ်ပွဲဟာမိမိနိုင်ငံတွင်းနာမကပြည်မရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှုကိုပါကျော်နယ်စေနိုင်ပါတယ်။ တရုတ်နဲ့အမေရိကန်ကြားကစစ်ရေးဖြစ်ရာတဖြည်းဖြည်းတက်လာတာနဲ့အများနျူကလ িয়ার လက်နက်ပုံမြင့်မှုတွေကိုတွေ့နိုင်ပါတယ်တရုတ်ကသူတို့ရဲ့တောင်တန်းဒေသမှာနျူကလ িয়ার စခန်းသစ်တွေအပအဝင်စစ်ရေးအင်အားတိုးချဲ့နေတာဟာတခြားနိုင်ငံတွေကိုစိုးရင်စီးနိုင်ပါတယ်အမေရိကန်တောင်ကိုရီးယားနဲ့ဂျပန်နဲ့ရင်းနှီးမှုတိုးလာတဲ့အပြင်ထိုင်ဝမ်ရေးခင်းကလည်းတရုတ်နဲ့အခြားနိုင်ငံကြားမှာစစ်ရေးပြည်ပကဖြစ်လာနိုင်တဲ့အလားအလာကိုမြင့်နေမိနေပါတယ် အထူးသဖြင့် AI နဲ့ဤပညာအခြေပြုစိတ်ရည်ကဏ္ဍကပုံမှုအနေရရှိလာနေပြီဆိုရမှာပါတရုတ်နိုင်ငံဟာလက်ရှိကမ္ဘာစီးပွားရေးအနာအကြီးကတူဖြစ်လာခြင်းပေမဲ့မိမိအတွင်ကိုယ်ပိုင်ပြဿနာတွေကနေလွတ်မြောက်ဖို့တော့ခက်ခဲနေပါတယ်။အခွန်စနစ်တင်းကျပ်မှုနဲ့နျူကလ িয়ার လက်နက်အနေရဲ့ကြောင့်လူလူရဲ့ယုံကြည်မှုနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေနဲ့တည်ငြိမ်မှုတွေထိခိုက်လာနိုင်ပါတယ်။သို့သောတရုတ် မှာနှီးပညာတိုးတက်မှုလူဦးရေကြီးမှုဈေးကွက်ကျယ်ပြန့်မှုတို့ကမျှော်လင့်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ယခုဒီဗီဒီယိုကိုကြည့်ဆုသွားတဲ့ပရိသတ်အရောက်ချင်းစီအတိုင်းကိုကျေးဇူးတင်ပါနောက်ထပ်တင်ဆက်ပေးသွားမယ့်ဗီဒီယိုအသစ်တွေအတွက်ကျွန်တော်ရဲ့ channel ကို like and subscribe ပြုလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့နော်။ပရိသတ်များအားလုံးကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။ Música